အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြေပြင်ရှေ့တန်းတနေရာ ရောက်နေတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေ့ပြောတင်တာကတကယ်တော့အခုဒီရက်ပိုင်းတွေဒီလပိုင်းတွေမှာဒီကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရှေ့တန်းစေယုံစေကန်းတွေရောနောက်တန်းစေယုံစေကန်းတွေရောကိုဘုံကျေတိုက်ခိုက်ခံနေရတယ်ဆရာဝန်တွေသူနာပြုတ်တွေကို ရွေတဲ့ရှိရှိနဲ့ဆေးရုံဆေးကန်းတွေကိုရွေတဲ့ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ဖြစ်စီခံနေရပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဖက်စစ်စစ်တပ်ဟာဆရာဝန်တွေသူနာပြုတွေကျမ်းမာရေဆောင်လျှောက်တဲ့သူတွေကိုရွေတဲ့ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့် အရင်တော့ကတော့ကျွန်တော်တို့တွေလုံကြုံနဲ့နာတော်တဲ့တောင်းနေမှာရှီတန်းစေယုံစည်းကမ်းနေနဲ့နောက်ချေချစေယုံစည်းကမ်းနေကိုတိဆောက်ပြီးတော့စီကူတာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာအခုလိုမျိုးဒီဧဘရမေနလအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးစေယုံစည်းကမ်းတွေအတွက်လုံကြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့ဒီခုချိန်မှာ underground နေအောင်စေယုံ စည်းကမ်းတွေဘုံကျဲတံခံနိုင်တဲ့ပေါင်900တောင်ဘုံတွေကျဲတဲ့တံကိုခံနိုင်တဲ့ဒီအောက်စည်းုံစည်းကမ်းတွေစောက်ဖို့လိုလာပါတယ်။ဒါကြောင့်ဒီဟာကိုဒီတွင်ပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့ဒီမြေအောက်စည်းုံစည်းကမ်းများဘုံကျဲတံခံနိုင်တဲ့စည်းုံစည်းကမ်းများ ဒီဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်တကယ်တော့စေကူတနေကြတဲ့ဆရာဝန်ဆရာမအဲဒုနာပြုများကဘာပေါ်မှာအန်ဒီရဲ့အများဆုံးနိုင်ငံတစ်ခုမှာအလုပ်လုပ်နေရတာဖြစ်ပါတယ်သူတို့တွေလုံးကြုံစိတ်ချသွားစေကူတမှုပေးနိုင်ဖို့အတွက်သူတို့တွေလုံးကြုံစိတ်ချသွားအားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာ ဘုံကျဲတံခံနိုင်တဲ့ဈေးယုံဈေးကန်းနေလိုအပ်ပါတယ်ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဈေးယုံဈေးကန်းများတိဆောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒါကိုဝိုင်းဝန်းကွင်ညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းလို့ဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်